ရှင်။ဒါဒီနေ့မှာတော့စိုက်သေးကိုနေချင်းမြန်ခီးစဉ်လေးကိုတွားရောက်ဖွင့်ပြကြမှာပဲဖြစ်ပါတယ်ရှင်။ခုခီးစဉ်လေးအားဆိုလို့ရှင်တော့တောင်ကလနနဝင်စီကနေမနက်9နာရီမှစတင်ထွက်ခွာလာတာပဲဖြစ်ပါတယ်ရှင်။ခုဆိုလို့ရှိရင်ညီမတို့ဘနဲ့ဆက်စားဖို့အတွက်ကွာဘကိုးပြုံမှရှိတဲ့မိုးတောက်ကျဲစားတော့ဆိုင်မှာခိတာကားရနေပါတယ်ရှင်။ဘနဲ့ဆက်စားပြီးတဲ့နောက်မှာညီမတို့ကြိုက်သေးကိုစတင်ထွက်လာပြီဖြစ်ပါတယ်ရှင်။ ကြိုက်တီယိုနေခြင်းမြန်ခီးစင်းနေမှာဆိုလို့ရှိရင်တော့လက်ပန်းမဲ့နေရ၃နေရပါပါတယ်ရှင်အဓိကဒီကြိုက်တီယိုစံတော်ရှင်ဖရာကြီးရဲ့ပြီးတော့ထိုင်တော်မူဖရာကြီးရဲ့ကတဲ့ချောင်းရင်ဆိုပြီးတော့သုံးခုပါရှင်အညီမတို့အခုဆိုလို့ရှိရင်တော့ကြိုက်တီယိုကိုစတင်ပြီးတော့မှဝင်လာပြီပေါ့နော်ဆိုလို့ရှိရင်တော့ညီမတို့ site ကိုရောက်ရှိလာရည်ပဲဖြစ်ပါတယ်ရှင်။ ချိန်ကြီးပေါ်တောင်ပေါ်တက်ဖို့ကကြတော့ညီမတို့တောင်တက်ကယခုလိုကားရင်းနဲ့တက်ရတာပဲဖြစ်ပါတယ်ရှင်။ဟောလူကြီးတယောက်ကကြတော့ပုံမှန်9000ပါရှင်။အဲ9နှစ်အောက်ကလေးဆိုလို့ရှင်တော့ကားကားပေးစရာမလိုလို့သိရပါတယ်ရှင်။အော်အသွားပြန်ဆိုလို့ရှင်တော့တယောက်ကို10000ကျားတင်မှာပေါ့နော်။အမကြခင်တောင်ပေါ်တို့ကစတင်ထွက်ခွာတော့မှလည်းဖြစ်ပါရဲ့ရှင်အခုဆိုလို့ရှင်တော့ညီမတို့တောင်ပေါ်ကိုစတက်နေပြီပဲဖြစ်ပါရဲ့ရှင်ကောင်းအောင်မှလည်းလေးတစ်ခုခုနဲ့ဟိုမှအရန်ပဲအဲစိတ်လိုချဖို့ကောင်းပါတယ်ပြုတ်ဖို့လည်းကောင်းပါတယ်ရှင် အားလုံးမှုပဲလိုက်ပခဲ့ဖို့လဲဖိတ်ခေါ်ရပါတယ်ရှင်။ခရီးသွားသူဒါကေပဲနဲ့လဲကြားလို့ရပါတယ်ရှင်။ကိုမြင်နေရတော့ကေပဲပေါ့နော်။ဆိုကေပဲစီးဖို့အတွက်ကကျွန်တော်ညီမတို့ဆိုတာတောင်းတဲ့ကားကိုပဲစီးရပါတယ်ရှင်။ကေပဲစီးရတဲ့ကနေပြီးတော့မှဖရားတောင်းစီဦးညီမတို့ဒါလူကြီးတယောက်ကိုကကြတော့နှစ်တောင်းပေးရပါတယ်ရှင်။ဒါကေပဲစီးရသူတွေအတွက်ကကြတော့တီးတန်ကားညက်တန်ပေးရပါတော့ညီမတို့ကေပဲမစီးရတဲ့ကြောင့်မလို့ကားနဲ့ပဲဆက်လက်ပြီးတော့မှတောင်းဖို့တက်လာတာပဲဖြစ်ပါတယ်ရှင်။ ဆိုလို့ရှိရင်တော့ကြိုက်ထူးရေးရွစံတော်ရှင်ရဲ့မအူပါကိုရောက်ရှိလာရပဲဖြစ်ပါတယ်ရှင်။ဒါအဲ့တဲ့တော်များအားလုံးပဲညီမတဲ့အတူလိုက်ပါဖုံးမြော်ဖို့လည်းဖိတ်ခေါ်ရပါတယ်ရှင်။မတော်ရောက်ဖုံးမြော်လိုက်ကြရအောင်။ဆိုလို့ရှင်တော့ဖရာရှင်မြင့်တော်ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်ရှင်။ ော့အဖေနဲ့မိတော်ကရည်စူပြီးတော့မှဒီရွှေသင်္ကန်းကတ်တယ်ပြီးတော့ဒီဆဲလေးလေးလှူတယ်ပေါ့နော်ရွှေသင်္ကန်းကျတော့ဒါတကူကကျတော့တထောင်ပေးရပါတယ်ဆဲလေးကကျတော့တောင်းတစ်ထောင်ပါရှင်အတီလေးပေါ့နော်ဒီဖျားကြီးမြမမှာရှိတဲ့ဆောင်းတဲ့နေရာနေပြီးတော့မှတစ်ဆင့်တစ်ဖက်တောင်မှရှိတဲ့ဖျားများစွာကိုလည်းဖုံမြော်လို့ရပါရဲ့ရှင်။ ဒါညီမတို့ဒါဖျားပေါ်မှာပေါ့နော်ဝိပုစေယံကြတော့နေချင်းမြတ်ခီးစင်လေးဖြစ်တဲ့အကြောင်းတို့နှစ်နာရီခွာလောက်တော့ရတယ်ပေါ့နော်ညီမတို့ဒါဆယ်နှစ်နာရီဝယ်လောက်ကကြတော့ဒါဖျားမှလည်းရှိခိုးပြီးသွားပြီဖြစ်တဲ့အကြောင်းတို့ပြန်ဆင်းလာပြီပဲဖြစ်ပါရဲ့ရှင်ညီမတို့ရဲ့ကားကြတော့တနာရီမှပြန်လည်းထွက်ခွာပြီးတော့မှကတချောင်းကိုသွားရောက်တယ်ပဲကြမှာပဲဖြစ်ပါရဲ့ရှင်ဆိုလို့ရှိရင်တော့အောက်ကိုပြန်ဆင်းဖို့အတွက်ကားဆောင်နေရပဲဖြစ်ပါရဲ့ရှင် ဆိုလို့ရှင်ညီမတို့ကတချောင်းရောက်ရှိလာရဖြစ်ပါတယ်ရှင်။အော်ကတချောင်းမှာတော့ညီမတို့ကနေ့တွေစားကြတယ်ပြီးတော့ရေကူးကြတယ်ရေစောကြတယ်အပန်းဖြေအနားယူကြတယ်ပေါ့နော်။ ့ရေစောခြင်းရေကစားခြင်းနဲ့ဧည့်သည်တော်များအနေနဲ့ရေကူးဝတ်ဆောင်ရေတစုံတော့ဟိုဟာထည့်ခဲ့ဖို့တော့လိုအပ်ပါတယ်ရှင်ညီမတို့မပါလို့မကူးတော့ဘူးပေါ့နော်ဒီလေးရကျွန်တော်မြင်တွေ့တဲ့အတိုင်းပဲပေါ့နော်ကြည်လင်ပြီးတော့မှအေးစိတ်နေရပဲရှင်ဟောတက်ပုံရိုင်းရဲ့ဆိုလို့ရှင်တော့အရင်ပဲလှပါတယ်ရှင်ဟောဧည့်သည်တော်များအနေဖြင့်လည်းဒါလိုက်ပါခဲ့ဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင် လို့ရှိရင်ညီမတို့ထိုင်တော်မူဖျားကြီးကိုတွားရောက်ဖုံးမြဲကြပြီးပဲဖြစ်ပါတယ်။ထိုင်တော်မူဖျားကြီးစီတွားဖို့ကကြတော့နည်းနည်းလေးလမ်းလျှောက်ရတာဖြစ်တဲ့ကြောင့်ညီမတို့ကလမ်းမလျှောက်တော့ဘဲနဲ့အဲဒီပတ်ကြီးကားလေးစီးကြရတယ်ရှင်။တရားတော့အာတယောက်ကကြတော့တထောင်ပေးရပါတယ်ရှင်။နည်းနည်းလေးလမ်းလို့ကားလေးစီးမှတော့အဆင်ပြေမှာပါရှင်။ ခုဆိုလို့ရှိရင်တော့ညီမတို့ဖះကြီးကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်ရှင်။အော်ဒီဝင်းထဲမှာဆိုလို့ရှိရင်တော့တိုင်တော်မူဖះကြီးနဲ့တကွာတစ်ဖက်မှာဆိုလို့ရှိရင်တော့ဗုဒ္ဓဂယာနဲ့ဒါပုံစံတူတဲ့ဖះကြောင်ကြီးရှိပါတယ်ရှင်။အဲဆိုညီမတို့အရင်ဆုံးတိုင်တော်မူဖះကြီးကိုတွားရောက်ဖုံးလွှမ်းလိုက်ကြရအောင်။ ဆရာကြီးဦးနဲ့ဒီနောက်မှာတော့တစ်ခါတစ်ချက်ကညီမတို့ဒါဗုဒ္ဓဂယာနဲ့ပုံစံတူတဲ့ဖရာကျောင်းဆောင်တွေညီမတို့တန်းရောက်ဖွင့်ညွှန်ကြမှာပဲဖြစ်ပါရဲ့ရှင်။အော်ဒီဖရာကြီးဖွင့်ညွှန်ပြီးတဲ့နောက်မှာတော့ဘယ်ဘက်နဲ့ညာဘက်ဆက်မှာဆိုလို့ရှိရင်တော့ဒါမြေဗုဒ္ဓရဲ့ဒါမြေဒီမခီးစဉ်ပြီးတော့မှပကြီကားလေးတွေကိုတွေ့မြင်ကြရမှာပဲဖြစ်ပါရဲ့ရှင်။ဒါအခုဆိုလို့ရှိရင်တော့ညီမတို့ဒါရန်ကုန်ပြန်ဆင်းလာပြီပေါ့နော်အပြန်မှာတော့ပင်ရင်းယူဆိုင်ရောဝင်ပါမယ်ရှင်။ ဆောင်လေးဝယ်ရင်လည်းမကြငယ်ရန်ကုန်ကိုပြန်ဆင်းမှာပဲဖြစ်ပါရဲ့ရှင်။ဆိုလို့ရှိရင်တော့ညီမတို့ရန်ကုန်ပြန်ဆင်းလာရတဲ့ဖြစ်ပါရဲ့ရှင်။ညီမတို့ရဲ့စိုက်ထွေးရုံးနေ့ခြင်းများခီးစဉ်လေးရာဆိုလို့ရှိရင်တော့ဒီမှာပဲပြီးဆုံးသွားရဖြစ်ပါရဲ့ရှင်။ဖြစ်တဲ့တော့ညီများအားလုံးကိုနောက်ခီးစဉ်မှာလည်းပြန်လည်ဆုံတွေ့ကြပါသေးတာဖြစ်တဲ့အကြောင်းမလို့အားလုံးပဲလိုက်ပါခဲ့ဖို့လည်းဖိတ်ခေါ်ပါရဲ့ရှင်။အားလုံးပဲကြည့်ကြည့်တင်ပါရဲ့။နောက်ခီးစဉ်လေးမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်ရှင်။